ကိုယ့်ရဲ့တည်နေရာကိုမိသားစုတငယ်ချင်းများစီထိထိရောက်ရောက်ပူပေးတဲ့နေလိုင်းကိုပြပြပေးမှာဖြစ်ပါတယ်။ဖုန်းထဲမှာရှိတဲ့ Google Map ဆော်ဝဲလေးတွေကိုဝင်သွားလိုက်ပါ။ဒီအောင်ဆုံး location ပုံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ location ကိုဖွင့်မထားသေးဘူးဆိုလို့ရှိရင်တော့ location ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။တွန်းအောင်ကိုနှိပ်ပေးလိုက်ပါ။ကျွန်တော် location နေရာမှာကိုတစ်ချက်လောက်ထောက်ပေးလိုက်ပါ။ က်ရှိကုနေနေတဲ့ကုရဲ့တီမီယာ location လေးကိုမီတာစုတငယ်ချင်းများစီပို့ပေးဖို့အတွက်အပေါ်နားလေးက profile icon လေးတို့တစ်ချက်နဲ့ပေးလိုက်ပါ location sharing ဆိုတဲ့နေရာမှာတစ်ချက်နဲ့ပေးပါ share location ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါကုလက်ရှိရှိနေတဲ့ကုရဲ့တီနေရာကိုမီတာစုတငယ်ချင်းများစီ share ပေးတဲ့အခါမှာတနာရီထိပဲ share ပေးမလားတနာရီလားစိတ်ချရွေးချယ်နိုင်ပါတယ်နနာရီရှင်းမယ်ဆိုလို့ရှိရင်တော့ အပေါင်းမှာနှိပ်ပေးပါ၃နာရီဆိုလို့ရှိရင်တော့နောက်ထပ်အပေါင်းမှာထပ်ပြီးတော့နှိပ်ပေးလိုက်ပါကိုမပိတ်မချင်းရှင်းထားချင်တယ်ဆိုလို့ရှိရင်တော့အောက်နားလေးက dis off ဆိုတဲ့နေရာမှာကိုနှိပ်ပြီးတော့ရေးထားလိုက်ပါတယ်ဒီအောက်နားလေးမှာ messenger နဲ့ရှင်းမလား message နဲ့ရှင်းမလား wechat လား telegram လားစတဲ့ဒီ social platform တွေအားနဲ့တစင် share ပေးထားလို့ရပါတယ်ကျွန်တော်ကတော့ messenger ထဲကနေပြီးတော့ share ပေးမှာဖြစ်ပါတယ် messenger လေးထဲကိုတစ်ချက်နှိပ်လိုက်မယ်ကိုရဲ့တင်နေရကိုရှင်းပေးမယ်တကယ်ချင်းအကောင့်ကိုယူပြီးတော့ဆက်ကိုနှိပ်ပေးလိုက်ပါ ကြည့်ဒါဆိုလို့ရှိရင်တော့ရပါပြီ။ကုရဲ့တီနေရာကိုငွေချင်းစီရှေ့ထားလိုက်ပြီးပဲဖြစ်ပါတယ်။